ရှုစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့အေးရွေပျော်ရသောအခွင့်အဆိုရအကောင်းဆုံးလေးနဲ့ခွန်အားပေးတော်မှာဖြစ်ပါတယ်။ဆာလံချမ်းအခန်း120ခွန်စာပိုက်1နှစ်ကိုဖတ်ပါမယ်။ထာဝရဘုရားသည်အိမ်ကိုစောက်တော်မှာမူလင်စောက်တော်သူတို့သည်အချင်းဤလှုပ်ဆောင်ကြ၏။ထာဝရဘုရားသည်မြို့ကို စောက်တော်မှာမူလင်ကင်းဆောင်တို့သည်အချင်းဤစောင့်ကြ၏။စောစောထလည်း ညနေသည့်တိုင်အောင်မအိပ်ပဲနေလျက်ပင်မစွာအစာစားလင့်နေတော်လဲအကျိုးမရှိအိပ်ပျော်ရသောအခွင့်ကိုချစ်တော်မူသောသူအားအမှန်ပေးတော်မူ၏လို့ပြောရတွေ့ရတယ်။ဆရောအိမ်ကိုကျွန်တော်တို့စောက်တယ်ပေါ့နော်။ကောင်းအိမ်ကောင်းကောင်းလေးစောက်တယ်။ကောင်းကောင်းနေမယ်ကောင်းကောင်းနားမယ်ပေါ့။လုံလုံချုံချုံနေမယ်ပေါ့။ဒါလို့စဉ်းစားပြီးအိမ်ကိုစောက်တယ်။ဒါပေမဲ့ဖျားသခင် မပါဘူးဆိုရင်တော့မလုံးချုံပါဘူးတဲ့အဲ့လိုပျော်မှမဟုတ်ပါဘူးတဲ့နော်ထွန်းထွန်းဆိုတာပဲနော်မြို့ကိုစောင့်နေကင်းစောင့်နေကနော်မိတ်မနေစူးစားပြီးစောင့်ပင်မယ်တဲ့မြို့ထဲမှာနေတဲ့ရှင်ဘင်းနော်မူးမတ်တယ်နော်ရွှေကရင်ပေါ်မှာသူတို့အိပ်ရတယ်ဒါပေမဲ့အိပ်မပျော်ဘူးနော် ပူပန်းနေရတယ်စိုးရိမ်နေရတယ် ရားမပါဘူးဆိုရင်တော့အဲ့တော့ဖះပါတယ်ဆိုရင်တော့ဘာဖြစ်လဲတဲလေးမှာပဲနေနေစားစရာရှိရှိမရှိရှိငါဘလို့နေအချိန်နေနဲ့ပဲတွေ့တွေ့အဲ့လိုက်တာနဲ့ကောင်းချတာနဲ့အိပ်ပျော်သွားတာပဲအဲ့တော့ဖះသခင်ချစ်တော်မူသောသူကိုအိပ်၍ပြောရဲခွင့်ပေးတယ်ပြောပါတယ်အဲ့တော့အိပ်ပျော်ခြင်း အဲ့ပြောတဲ့သူတိုင်းတော့လည်းမဆိုလို့နော်ဒါအတူအကြောင်းနဲ့သူရှိတာပေါ့ဆိုတော့ဒီဆာလံအခန်း3စာပိုက်၄နဲ့5မှာငါဒီထောင်ရဖျားထံသူအတန်ကိုလွှင့်ရင်အော်ဟစ်တော့ခါတန်ရှင်းတော့တောင်းတော့ပေါ်မှာနားထောင်တော်မူထောင်ရဖျားဒီငါကိုမဆတော်မူတော့ကြောင့်ငါဒီအဲ့ပြောခြင်းအခွင့်နဲ့နှိုးခြင်းခွင့်ရှိ၏တဲ့ဒါဝိမင်းကြီးကသူ့သားအဘရှလုံကလိုက်လို့ ရန်သူပတ်လဲဝိုင်းပြီးတော့ထွက်ပြရတာအဲ့တော့ရန်သူလိုက်လို့ထွက်ပြရပြင်မဲ့လဲသူကအိပ်ပျော်တယ်တဲ့အိပ်ပျော်ပြီးတော့အပြည့်အိပ်ပျော်သွားတာမဟုတ်ဘူးเนาะရန်သူလာမတက်ဘူးအိပ်တဲ့အချိန်မှာပြန်နိုးရတယ်ဘာနဲ့မိုးလင်းတော့ဘာကြောင့်လဲတဲ့ကြောက်စရာအခြေအနေနဲ့တွေ့လို့ထွက်ပြေးနေရတယ်အသက်ဘေးနဲ့တွေ့နေရပြင်မဲ့ဘာဖြစ်လို့အိပ်ပျော်သလဲဆိုရင်တော့တဲ့သူကဘာလို့လဲ သူကအာကိုတကြွကြီးနဲ့နော်အတန်ကိုလွှင့်အိုဟစ်ဆူတောင်းနေဆိုတော့ဘုရားသခင်အာကိုတကြီးနဲ့နော်သူကအိုဟစ်ပြီးအတန်လွှင့်ပြီးတော့ဆူတောင်းနေအဲ့ဒီခါမှာသူကသူအာကိုတဲ့ဘုရားသခင်ကမဆတ်တော့ကြောင့်သူအိပ်ပြောတော့ခွင့်ရှိတယ်လို့ပြောတာတွေ့ရတယ်နော်နောက်တစ်ခုကနော်တုတ်တန်ခန်း၃ဆပိုက်24က26မှာ အဲ့တော့ခါကြောက်စရာမရှိရကောင်းမွန်စွာအဲ့ပြောလက်လိမ့်မီလှင်မြန်တော့ဘေးနဲ့သိုးတော့လူဆိုးနဲ့တွေ့တတ်သောပစ္စည်းရဘေးကိုကြောက်စရာမရှိအချောမူကထာရဖျားသည်တင်းယုံကြည်ကိုးစားရဖြစ်၍တင်းခြေကိုမကြော့မိစေခြင်းကစောင့်မတော်မူလိမ့်မည်အခြေအနေမကောင်းတယ်မှာလဲနော်အဲ့တော့ဘေးနဲ့တွေ့နေရတယ်လူဆိုးတွေနဲ့လည်းတွေ့တတ်တယ်ပစ္စည်းချင်းအခြေအနေနဲ့လည်းတွေ့ရတယ် ဒါပေမဲ့အိပ်ပြောတဲ့အခွင့်ရှိတယ်တဲ့နော်ဘာဖြစ်လို့လဲဆိုတော့တဲ့ထာဝရဘုရားကိုယုံကြည်ကိုးစားတယ်နော်အဲ့ဒါကြောင့်အိပ်ပြောတယ်ပြောပါတယ်တရားတော်ဒီနေ့နော်အိပ်ပြောခြင်းဆိုတာကရွှေဂရင်နိုင်အိမ်မမဟုတ်ဘူးအိမ်ကောင်းရာကောင်းနဲ့နော်အဲရ်ကွန်နဲ့ဒီမှာနော်ဒီလိုနေရမှမဟုတ်ပါဘူးနော်ဘုရားသခင်ရဲ့ ခြေဥတော်ကြောင့်ဖြစ်ပါတယ်ခြေဥတော်ကြောင့်ဖြစ်ပါတယ်နော်ဒီလိုပြောလို့အိမ်မပြောတဲ့သူတွေတချို့ကနည်းနည်းလေးပေါ့ဟောဖျားငေါ့မချစ်လို့လားငါဘောက်အိမ်မပြောလဲလို့စဉ်းစားမိကောင်းစဉ်းစားမိလိမ့်မယ်ပေါ့နော်အဲဒါတွေကတကယ်လေးကြတော့လဲကျွန်တော်ဟိုဘယ်လိုခေါ်မလဲကြမ်းမိုင်းမကောင်းလို့လဲဖြစ်တတ်ပါတယ်သို့မဟုတ်ကိုယ့်ရဲ့အစားတောက်ပေါ့နော်အဲဒါလေးလည်းရှိတတ်ပါတယ်နေ့လည်းပိုင်းမှာဝအောင်အဲ့တော့သို့မဟုတ်နော် ဟိုညပိုင်းအိတ်မပြောတဲ့အစားစားတွေစားမိတဲ့အတွက်အဲလိုမျိုးညညမှားတာလည်းရှိတတ်ပါတယ်ဒါတော့ကိုယ်ကိုပြဆင်ချင်မှုဖြစ်တယ်အရေးကြီးတာကတော့အိတ်မပြောဘူးဆိုတော့ဒီမှာဒါဝိမင်းကြီးနဲ့ဒီတုတ်တန်ရှာနော်ရှောလမုန်ကတော့သူတို့အိမ်မပြောနိုင်တဲ့အချိန်ရဲ့တွေ့တဲ့ခါမှာဖယားကိုကိုးစားတယ်နော်ဖယားကိုယုံကြည်ပြီးတော့မှဖယောက်ခေါ်တယ် အဲ့တော့ဒီမှာနားထောင်တဲ့အထက်မှာညပိုင်းအိတ်မပြောတဲ့သူများရှိတယ်ဆိုရင်တော့ဒီနေ့အိတ်မပြောရင်တော့အိယာထဲမှာလူလိမ့်ပြီးဟိုစဉ်းစားဒီစဉ်းစားစဉ်းစားမနေပါနဲ့ဘုရားသခင်ကိုဆုတောင်းပါနော်ဘုရားသခင်ကိုဆုတောင်းပါဘုရားသခင်ကိုအချိန်ပေးလိုက်ပါကျမ်းစာဖတ်မလားဆုတောင်းမလားအိတ်မပြောမချင်းသာနော်ဘုရားသခင်နဲ့မိသားဖွဲ့လိုက်ပါအဲ့ဒါဆိုရင်တော့သင်အိတ်ပြောလိုက်မယ်အဲ့တော့အိတ်ပြောခြင်းရဲ့အကျိုးတွေကတော့များစွာရှိပါတယ် ကျွန်တော်အိပ်ပြောတော့ခွားရှိတာပေါ့ကျမ်းမာရေးလည်းကောင်းတာပေါ့လမ်းဆန်းတာပေါ့နော်ဒါကတော့ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာပေါ့ဝိညာဉ်ရေးမှာကျတော့ဘာဖြစ်တတ်လဲဆိုတော့အိပ်ပြောတဲ့အခါမှာနော်ဘုရားသခင်ကပြားတဲ့ယူပါယုံအိမ်မက်ယူပါယုံနဲ့စကားပြောလို့ရှိတယ်ကိုကျွန်တော်တွေ့ရမှာဖြစ်တယ်နော်ဒီကပောက်ချန်ခန်း15မှာဆိုလဲအာပြန်ကြီးအိပ်ပြောတယ်နော်အဲ့ဒီမှာယူပါယုံတူမြင်ရတယ် ပြင်းလဲဒါရာကုတ်လဲဒီလိုပဲလမ်းမအိပ်ပြောတဲ့ခါမှာယူပါယူမရတယ်ဘုရားသခင်เนาะစကားပြောတယ်ရောတက်လဲเนาะအိပ်ပြောတဲ့ခါမှာမေရောမာရိကိုသူစွန့်ပြစ်ထွက်ပြေးတော့မလို့ဒါပေမဲ့အိပ်ပြောတဲ့ခါမှာเนาะအိမ်မက်ယူပါယူအဖြစ်ဘုရားသခင်ပြောတဲ့ခါမှာမေရောမာရိကိုရှောင်ရှောက်တယ်ဒီလိုတွေ့ရတယ်เนาะပြင်းလဲကပောက်ချမ်းရောတက်လဲဒီတိုင်းမှာပဲဆိုတော့အိပ်ပြောခြင်းရဲ့เนาะအကျိုးများစွာ ထဲမှာတော့ဝိညာဉ်ရေးအတွက်လည်းအကျိုးရှိတတ်တယ်ဆိုတာကိုမမေ့ဘူးဖြစ်ပါတယ်เนาะအဲ့တော့ဒီပေသူเนาะအဲ့တော့ဓမ္မရောဝတ္ထုအခန်းစနစ်မှာမနှက်ပြန်ကောင်းပြတ်တတ်ခံရတော့မယ်ဒါပေမဲ့เนาะအေးဆေးပဲသူအိပ်ပျော်နေတာเนาะအိပ်ပျော်ပြီးတော့အိပ်ပျော်ရင်းနဲ့ဘုရားဘုန်းထင်ရှားတာတွေ့ရတယ်เนาะအဲ့တော့ရှင်ပို့လို့ကြတော့ဓမ္မရောခန်း၁၆မှာเนาะသူလဲဟာလား သူကတော့တေဘေးနဲ့မတွေ့ရတော့ပါဘူးအကြီးကြီးညင်းပါနှစ်ဆက်ခံပြီးထောင်ထဲရောက်တယ်ဒါပေမဲ့သူနဲ့တိလကအိတ်မပြောဘူးပဲမပြောဘူးပဲသူကအိတ်မပြောတော့ဘာလို့လဲကျေတော့ချင်းမောနဲ့နော်တချင်းဆိုပြီးတော့မှအဲ့တော့ဖျားပုံးထင်ရှားတယ်အဲပေသူကအိတ်ပြောရင်းနဲ့ဖျားပုံးထင်ရှားတယ်နော်မတူဘူးနော်အဲ့တော့ပေါ်လူတို့ကတော့အိတ်မပြောဘူးကျေတော့ချင်းမောနဲ့ဖျားပုံးထင်ရှားတယ်သူတို့ရှိပါတယ် အဲ့တော့ခါလီမာတော့အိတ်မပြောရင်တော့လေဘာလဲဘုရားဘုန်းထင်ရှားရင်တော့ကောင်းတာပေါ့အဲ့တော့မတူဘာလို့လဲဆိုတော့ပေသူကခရစ်တော်ရဲ့နောက်လိုက်ခဲ့တာဟာဟိုပေါလုကြတော့ခရစ်ယာန်တို့ညင်ပိုင်းနဲ့ဆင်းနေဘုရားကရွေးကောက်တာငါကြောင့်ဘလောက်ခံရမလဲဆိုတာနော်ငါပြမယ်တဲ့ဒီလိုပြောပါတယ်ဘုရားဘုန်းထင်ရှားပေမဲ့ဟိုကအိတ်ရင်နဲ့ဘုရားဘုန်းထင်ရှားတာတစ်ဖက်ကတော့ ိတ်မပြောပဲဖျားဖို့ထင်ရှားတယ်မတူဘူးအော်ဘုရားသခင်ကချစ်တော်မူတော့သူအိတ်ပြောတော့ခွန်ပေးတယ်ဆိုတာဒီလိုရှိပါတယ်နော်အဲ့တော့နောက်တစ်ခုလည်းအိတ်တိုင်းလည်းကောင်းလားဆိုတော့လေအဲ့လိုမဟုတ်ပါဘူးအိတ်ပြောလို့ဟာလားလှန်နဲ့ရီဘူးနဲ့အခိုးခံရတယ်ရှော့လို့နော်အဲ့တော့အိတ်ပြောတဲ့ခွန်ရှိတယ်ဆိုအိတ်ပြောလိုက်တော့ပစ္စည်းပြောက်သွားတော့လေဒါလည်းမဟုတ်ပြန်ဘူး မလုံးချုံနောက်တစ်ခုကတုတ်တန်ထဲမှာပါပြောလဲပြီးရင်တော့သဘောလွန်ကျူးစွာအိပ်ပျော်စီပြီးရင်တော့သူစီအငတ်ခံရတယ်နော်အေးကြီးတယ်နိလဲအိညာလဲဩအဲ့ဒါနဲ့ဆင်းရဲသွားတာလည်းရှိတယ်အဲ့တိုင်းလဲကောင်းတယ်လို့တော့မဆိုလို့ပါဘူးယောနာကြီးလဲနော်တင်မောင်းပိုက်ထဲမှာနော်ဘုရားသခင်ကထွက်ပြေးပြီမဲ့အိတ်တာဟောနော်ဆိုတော့ဟိုအိပ်ပျော်တိုင်းလဲဘုရားချစ်တယ်လို့မဆိုလို့ပြန်ဘူးပေါ့နော် ဆိုတော့အတိကတော့ဖယားဘုံထင်ရှားဖို့ကိုရည်ရွယ်ပါတယ်နော်တပည့်တော်တွေလည်းတိုင်းပဲယေရှုဆူတောင်းတယ်မင်းတို့ဆူတောင်းမအိမ့်နဲ့အိမ့်လိုက်တယ်ဒီလိုမျိုးနော်ဘာလဲဟိုဥခုတုအိုတုခုအတမန်တော်ဝတ္ထုထဲမှာရှင်ပေါလုတရားဟောတော့အိပ်ပျော်တယ်ပရင်ပေါ်ကပြုတ်ကြတယ်နော်ဒီလိုလည်းရှိပါတယ်ဒါကြောင့်အိပ်ပျော်တိုင်းလည်းဘုရားသခင်ရဲ့ကောင်းကြီးဟုတ်ရှင်မဟုတ်တာပါအိမ်မပျော်တိုင်းလည်း ဘုရားသခင်ကောင်းကြီးမဟုတ်တော့ဘူးလို့မဆိုနိုင်ပါဘူးဘုရားဘုံထင်ရှားဖို့ဖြစ်တယ်ဘုရားဘုံမထင်ရှားဘဲအိမ်မပြောဘဲဖြစ်နေရင်တော့ခုနဒါဝိနဲ့ဆွလမုန်လိုပဲနော်ဘုရားဟိုဘဆုတောင်းမှာဘုရားနဲ့မိသားဖွဲ့ပါပြောချင်ပါတယ်အဲ့တော့ဒီနေ့ကောင်းစဉ်ကတော့အိပ်ပျော်ရတဲ့အခွင့်ဖြစ်တဲ့အတွက်ဒီနေ့အိပ်ပျော်ရတဲ့အခွင့်ရတဲ့သူကတော့နော်ဘုရားခင်ချစ်တော်မူသောသူဖြစ်တယ်ဆိုတော့အချင်းနေနဲ့မဆိုင်ပါဘူးဒါဆိုရင်ဘုရားခင်ရဲ့ ချစ်ချင်းကိုနော်ခံရတဲ့သူတွေဖြစ်ဖို့လိုတာပေါ့နော်ယောဟန်ဆိုရင်ဘာဖြစ်လဲတခြားတမန်တော်တွေထက်ဘုရားပိုချစ်တယ်ဒီလိုပြောတာတွေ့ရပါတယ်နော်အဲ့တော့ယောဟန်ကဘာဖြစ်လို့ဘုရားပွဲဘုရားသခင်နဲ့သူကအမြဓမ္မရင်းနှီးတယ်အနိကတ်နေတယ်နော်ရင်ခွန်တော်မှာမှီတယ်တဲ့ဒီလိုမျိုးနေတယ်ဆိုတော့မိတ္တာယအနိကတ်မိတ္တာယပေါ့ဆိုတော့ကျွန်တော် ။နော်ဘုရားသခင်ချစ်တော်မူတော်သူဖြစ်ပြီးတော့မှအဲ့၍ပြောရတဲ့အခွင့်ရှိတော်သူဖြစ်ဖို့အချင်းနဲ့ဆိုးခြင်းမကောက်ကောင်းခြင်း၊ကြမ်းမာခြင်းမကြမ်းမာခြင်းဘာမှမဆိုင်ဘူး။နော်အဲ့ဘုရားသခင်ရဲ့ချစ်ခြင်းကိုခံရတော်သူဖြစ်ရင်အဲ့ပြောရခွန်ရရှိမှာဖြစ်တယ်။ဒါကြောင့်ယောဟန်ကတော့ဘုရားနဲ့အနိကဘုရားနဲ့လက်ပွန်ဒရီပေါင်းဖော်တဲ့သူဖြစ်တယ်။အခုခေတ်ဆိုတော့မိတ္တာရပေါ့ဝိညာဉ်တော်နဲ့များများမိတ္တာရဖွဲ့ပါနော် ယင်းနည်းစွာနေပါအဲ့ဒါဆိုရင်တော့တင့်ပဝန်းကျင်မှာရှိတဲ့တင့်တင်းတော့တင်းတော့မှာရှိတဲ့ယုံကြည်သူအချင်းချင်းထက်တင့်ကိုဘုရားသခင်ပို့ချင်မှာဖြစ်တယ်အဲ့ဒါဆိုတော့နော်အေးပြောရတဲ့အခွင့်ရှိလိမ့်မယ်နော်အဲ့ဒီအေးပြောခြင်းအဖြစ်လဲအေးပြောရင်းနဲ့ဘုရားဘုံထင်ရှားလိမ့်မယ်လို့ပြောခြင်းတယ်နော်နောက်ဆုံးအနေနဲ့ရည်စရာလိုလိုနဲ့ပြောခြင်းတာကတော့ကျွန်တော်အိမ်မှာနော်အသက်ကြီးသူနှစ်ယောက်မိန်းကလေးပေါ့အမျိုးသမီးကြီးနှစ်ယောက်မိသားရဲ့ဖွဲ့ တယောက်ကစကားပြောရင်တယောက်ကအိမ်လိုက်တယ်အဲ့တော့သူရက်သွားရင်မစ်စီဖွင့်တယ်ပြီးရင်သူကစကားပြောတယ်နောက်တယောက်ပြန်အိမ်ပြောသွားတယ်လာလေတဲ့နော်ဟိုအမေကဟိုကျွန်တော်အမေကိုပြောတယ်ဟာအိတ်ချင်းမလားအိတ်ချင်းပြန်မယ်တဲ့ကျွန်တော်မမေ့ချင်မေ့ရှင်ဟုတ်နော်အဲ့လိုအိတ်ပြောတာလည်းဒါမဟုတ်သေးဘူးပေါ့နော်အိတ်ပြောတိုင်းလည်းပြားကောင်းကြည့်တော့မဟုတ်ဘူးပေါ့နော်ဟိုပြောချင်တာကနော်ဆိုတော့နောက်တစ်ခုကတော့ ဟိုဖျားပုံးထင်ရှားဖို့ပြောတာနော်ကျမ်းမာဖို့လည်းဖျက်ရမယ်ပေါ့နောက်တစ်ခုကတော့အာဒန်ကြီးတို့လည်းအိပ်ပြောလိုက်တာအိပ်ရတယ်နော်မိမရတယ်ဘလို့မင်္ဂလာရှိတယ်မင်္ဂမရတော့မင်္ဂလာရှိတယ်ပြောချင်တာမဟုတ်ဘောနော်သူ့အတွက်လိုအပ်တဲ့ဟာသူရတယ်ပေါ့တာယာတတတရာရာပဲဘာမှမစူးစမ်းအောင်နောက်ချစ်တော်မူတော့သူအိပ်ရပြောရခွင့်ရတယ်ပြောပါတယ်ဒါကြောင့်ဒီနေ့နော်ဟိုအိပ်ရပြောရခွင့်ရရှိတော်သူများဖြစ်ကြပါစေကြောင်း ဝင်ခဲ့ပါတယ် ်တင်တော်အလုံးဖျားကောင်းချီးပေးပါစေအာမင်